အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနေနံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတဲ့နဲ့အဲဘိစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပါเนาะဖောင်ဒေးရှင်းတင်နန်းဒီမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျိုပရီယာတွေရပြီးသွားပြီတော့မိယံတက်တွေရပြီးသွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလို့ရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ပေါ့ เนาะအဲ့ဒါလေးကိုကျွန်တော်ခုပြောပြမှာဖြစ်တယ်ကျွန်တော်လက်ဆမ်းပြတွေကတိတ်ချစ်စရာကောင်းတယ်เนาะနေနံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကိုပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆမ်းပြတွေရအားသာချက်ပေါ့ဟိုမွေးတက်ကစ်တွေမလို့ဘူးเนาะမွေးချိန်တွေမလို့မွေးတဲ့မျိုးတွေမလို့ပဲねကျွန်တော်တို့ပြောလို့ရတဲ့နည်းလေးတွေလက်ဆမ်းမှာအများကြီးရှိတယ်တကယ်လည်းလက်တွေ့မှာကျွန်တော်တို့ အများကြီးမှန်ရတာလေကျွန်တော်တွေ့တယ်ဗောနော်အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တနေကုန်တွေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တနေကုန်တွေတနေကုန်တွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းချမ်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းချမ်းပဲဗောအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတယောက်မှာကျွန်တော်တနေကုန်တွေသားမိတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ2ခုမြောက်နေရာမှာရှိတဲ့တနင်းလာရဲ ငါးခုမြောက်နေရာမှာရှိတယ်ကြာတာပြေးရယ်ဒါကို့အတွက်စောင့်ပန်းပေါ့စောင့်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပြေးရထီးလို့မိုးတာတယ်ဒါကြောင့်ပဲတင်းနှုတ်တွေသားမီးတယောက်အတွက်ကြာတာပြေးရအခက်အားအကြဆုံးပဲနော်ကြာတာပြေးရထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းနှုတ်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်ပဲကြာတာပြေးဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့အတင်းတွေသွားပြီးရဘဝနေထိုင်မှုအပိုင်းမှာ အားကောင်းစေတယ်အားကောင်းစေတယ်အဆင်ပြေစေတယ်အဲတင်ဦးတွေတာသမီတွေကဂျာတာပရိယဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုးတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမကျိုးကိုကျွန်တော်တို့အတုံးချမယ်အဲဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာကျိုးပေါ့နော်ပညာကျိုးဖြစ်တယ်ပြီးတော့ဂျာတာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော် အဲ့တော့ဂျာတာရီးသူကကြီးမားတယ်ကျေပြန့်တယ်။ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ဂျာတာပရီးကိုကျွန်တော်တို့အသုံးပြုတယ်ရောဘေးတင်ရအောင်။အဲ့လိုအသုံးပြုတာဖြစ်တယ်ဂျာတာပရီးဂျိုကျွန်တော်တို့က handle လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဧည့်နေသားသမီးတွေကန်ကောင်းနိုင်တယ်။အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတဲ့ခုကိုကျေကျေပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒီနေ့ကိုရသားသမီးတွေ။အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင် ခမားတို့ကျွန်တော်တို့ပညာရေးတစ်ခုမှာနှက်နှက်ဆက်ဆက်ကျဉ်းကျဉ်းချင်းတက်ကြရလားတက်ကြရလားတရားတော်ကတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း70ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာရောတော့တာဒီပါဆန်လောက်တော့သိတယ်ဟိုပညာရောလည်းကျွန်တော်တာဒီပါဆန်လောက်တော့သိတယ်ဟုတ်ပညာရောလဲ free ပါဆန်လောက်တော့သိတယ်အဒီလိုမျိုးမရဘူးတင်းနေကိုတွေတာမီဖြစ်ရင်ကို့အတွက်တကယ်အသုံးတဲ့တဲ့ပညာတွေကိုကျွန်တော်တို့ တရာရာဂိုင်နှုံး90ရာဂိုင်နှုံး80ရာဂိုင်နှုံးဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။အဲတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။ဒါပါတော့ကိုယ်အသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းနှင်းကုန်နေပဲ။ကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်။အဲကိုယ့်ရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းနှင်းတွေသားမိတယ်ဘဝရက်တရာတာခက်ခဲလာလေ။ကိုယ်ဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းနှင်းကုန်နေပါ့။အချားလူတွေလှုပ်ချင်လို့ သူ့ဘဝလမ်းကြောင်းသူအတော့မိုးလို့ရရင်ရမယ်တင်းနှင်းကိုနေကြတော့မရပါဘူးဒါမှမဟုတ်ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှက်နှက်ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အဲ့ဒါဆိုရင်ဒီကားနဲ့နေပယ်ထဲမှာသူများလို့ငါနေပယ်တစ်ခုပဲတက်တယ် AC ပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနယ်ပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေများနိုင်နိုင်ချွတ်ချွတ်လက်တဆုံနိုင်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်တွေသားမီဒီယာအဲ့တော့တင်းကုန်တွေသားမီဒီယာပညာအစုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့ မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးเนาะအဲ့တော့ပညာရှာဖို့ထက်ပညာရဲ့ဒီခုပြည့်ပြည့်စုံစုံ complete နေပါသိအောင်เนาะလောက်ထားဖို့လိုတယ်တရားရကန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရကန်တော့တော့သိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရကန်တော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့အပိုင်ဆုံးနည်းကိုကျွန်တော်တို့ကထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျေကျေပြန့်လောက်အကြည့်တယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်အပိုင်ပိုင်နေသိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူး တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးထဲမှာစပြီးလူတယောက်ကိုဟောပြောရတယ်။အဲ့တော့တနေဦးတွေကြီးကဂျာတာပရီအားကောင်းဖို့လိုတယ်လို့ပြောတာ။ဂျာတာပရီနဲ့ပတ်သက်ပြီးပညာရက်ကိုတိထားဖို့လိုတယ်။ဒါကြောင့်ပဲကိုသားမီးကတနေဦးနေရှိတယ်ဆိုရင်ဘာကိုခမားတို့ပြပြဝဝအတင်ပေးမလဲ။တခုခု expert တွန်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့်။ဒါကဂျာတာပရီစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တနေဦးတွေနော်ဒုတိယအနေနဲ့တနေဦးနေသားသမီးတွေအနေနဲ့ နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျိုအညွန့်ကျိုကတနင်္လာပိုင်းဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာစီးပွားလို့ပြောတယ်ညွန့်နေစီးပွားလို့လည်းခေါ်ရတယ်အဲ့တော့အညွန့်ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တနင်္လာကျိုကတနင်္ဂနွေသားမီးတွေအတွက်စီးပွားရေးကျိုလို့ပြောတယ်အချို့ကဆရာကျမဘာအလုံးနဲ့အတက်မွေးရမလဲဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလိုမေးကြတာရှိတယ်အဲ့တော့အညွန့်ကျိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ် အဲ့တော့ဒါကတော့အညို့ညို့တခုလည်းကြည့်ပြီးလူတယောက်မင်းဒါလို့ဟိုကဒါလို့ပြောလို့တော့မရဘူး။ဒါမှအညို့ညို့ကဆက်ဆက်မှုရှိနေတယ်လို့ပြောတာ။အဲ့တော့တင်းစုံတွေသားမီဒီယာတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းငယ်မှာရှိတယ်လမင်းလမင်းကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်။စောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူး။လပေါ့ကျွန်တော်မရဘူး။ဒါမှလမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခံစားရတယ်။လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်ငြင်းချမ်းမှုတွေရတယ် ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာ ဖြစ်တဲ့အတွက်တင်းရီသားမြာစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူး။ကိုလုံးနေတဲ့အလုံးမှာပျော်ရမယ်၊စိတ်ချမ်းသာရမယ်၊ပေါ့ပေါ်ပါလေးဖြစ်ကြမယ်၊ကိုဝါနာပါတဲ့အလုပ်လည်းဖြစ်ရမယ်။နော်အားဒါလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်။တင်းလာဂျိုတီးတန်းကောက်မယ်ဆိုတော့တင်းလာခီးသွားလုပ်ငန်း။နော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်း တင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တစ်ခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လို့နော်မိတူဆိုင်တို့လို့နော်ပြီးရင်တစ်ခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါကကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေကတနေ့ကနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်နော်ဒါအောင်မှအခြားချိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တနေ့လာချိုဆိုတာကိုကျွန်တော်တို့ မိထားလို့မရဘူးเนาะဒါရေရရာပိုင်းဆိုဒီတနေ့လောက်အသုံးပြုလို့ရတာရှိသေးတယ်နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့ဆရာတော့ကျွန်တော်တို့အထက်၃လုံးမှာစောင့်ပန်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို၆ခုမြောက်ချိုပေါ့၆ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြချိုဖြစ်ကမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့ တောက်ကြဂျိုကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြာကဂျိုသက်အားဖြင့်21ဂျိုသက်21ဒါဆိုတော့တောက်ကြာတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ကြာကဂျိုသက်များတယ်အဲ့တော့တင်းကြီးသားမီးတွေကအိမ်တော်ပြုတဲ့အခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့အဲ့လူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရဘူး နောက်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာဒီလိုင်းမှာအီးအီးရှောက်လုံနေတဲ့အချိန်မှာသူတို့တည်ငြိမ်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားရတယ်အဲကို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမှမဟုတ်လဲအသက်ငယ်တယ်ဆိုရင်လဲကို့အတွက်ရေကို့ထက်ရင်းကျက်တဲ့လူတည်ငြိမ်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတာကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်အောင်ဘတ်ကဘလောက်ထိ saving လုပ်နိုင်လဲပေါ့သူရဲ့ သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးဘယ်လိုလူမျိုးကိုအိမ်အောင်ဘတ်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V နဲ့ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုဆပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့သွားကိုလည်းတန့်ရှင်းမလို့သပင်လည်းတန့်ရှင်းမလို့အဝတ်အစားတို့လည်းဂျုံထဲကအောက်ဝက်လာတယ်အိမ်ရာကြေမှုန့်နေတယ်ဘယ်လိုလူမျိုးတွေနဲ့ဆိုရင် တင်းတင်းဝလေသားမိတွေကအဆင်မပြေဘူးလို့ပြောတာကိုချရတဲ့သူကတသက်ရဲ့နေတဲ့လူကိုထအသက်အကြီးအကြီးမကြီးရင်ကျက်တဲ့လူမျိုးတွေအငွေကြီးကိုစုတတ်ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလူမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောက်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြွာအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြ ဟိုဟာဖြစ်တယ်ဒါကြောင့်ကိုတင်းတင်းသားသမီးတွေကိုချစ်တယ်မျက်နိုးတဲ့လူဟာနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံနှိပါဝင်မေးမေးထုတ်ပေါ်ပြောလက်ညှိုးတော့ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းတင်းသားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူးဒီလိုမျိုးစံစားရတာဖြစ်ပါတယ်ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့နော်အဲ့တော့ဒါတင်းတင်းသားသမီးတွေဒီလောက်အကြမ်းမြင်းသိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘွားလမ်းတစ်လျှောက် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးရှောက်လန်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါရခင်ဗျာ။